အမတယောက်အိမ်မှာပထမဦးဆုံးတော့ဖူးတယ်အဖူးတဲ့ချိန်မှာညီမအဓိဋ္ဌာန်လေးလုပ်တယ်ဟိုအဲ့ချိန်တော့အကြတာပေါ့ဒိဋ္ဌာန်ဆိုတာအကြပေါ့နော်ငါလည်းပဲဟိုဒီလိုမျိုးပေါ့နော်အိမ်ကြဲကြဲလေးနဲ့ငါဖျားအဲ့လိုပင့်ခွင့်ရရင်တိတ်ကောင်းမှာပဲလို့အဲအဲ့ချိန်တော့ပြောခဲ့တဲ့ဥစ္စာပေါ့ကိုကကိုစိတ်ထက်ကဟိုတောင်းတလိုက်တဲ့အရာလေးကအဲနှစ်လကြော်ကြော်လောက်မှာပဲညီမအဲစာပြီးအိမ်ဝယ်ပြည့်အဲအိမ်အိမ်ဟိုမှအဲ့ထက်ပြီးတော့ညီမတဆင့်ထက်တိုးပြီးတော့မှညီမဒီဖျားတွေပင့်ခွင့်ရတာပေါ့နော်ဟုတ် ုံနေမှရှုံနေကန်ကန်ကြီးအကျိုးဘယ်လိုယုံနာလဲဆိုတော့ဟိုရှေ့နေအင်တာဗျူးမှာညီမတို့ကတိုက်ခတ်ငှားနေတာညီမတိုက်ခတ်ငှားနေတာငှားနေတဲ့ဘဝကနေပြီးတော့အဲ့တိုက်ခတ်လို့ဝယ်ဝယ်ပြီးတော့ဒီတိုက်ခတ်ကိုငှားနေတဲ့အချိန်မှာလည်းညီမကိုညီမဖုံဖုံပေါ့ညီမဖုံဖုံနဲ့စားတွေ့တယ်ဖုံဖုံကညီမကိုအာဟိုအိမ်မှာဆိုလို့ရှိလို့ရှိရင်ဟန်ဝင်ဘယ်လိုမျိုးလေးနေဘယ်လိုမျိုးလေးပေါ့နော်နောက်တစ်ခုကကိုဖျားပင်းတဲ့အရာဒီဟိုခုနှစ်သားသမီးကိုဖူးနိုင်အောင်လို့တချို့ဆိုလို့ရှိရင်ဖျားမဖူးရဘဲနဲ့ဟိုတည်ဆုံးသွားရတဲ့ပုံမျိုးပေါ့နော် အခုဒါမဟာသန္တာရဖရာကိုတော့ဒီဟာဒုတိယအကြိမ်ပေါ့နော်အဲညီမရဲ့နေအိမ်မှာပြန်ပြီးတော့ထပ်ပြီးပင့်ဆောင်တာပါရှင်အအဓိကတော့ဖရာပင့်တာဟိုညီမဒီဖရာတွေပင့်တာကကြတော့ရွှေရှင်းပါတယ်ညီမဟိုရှေ့တွေမှာလည်းပြောဘူးတလို့ပဲညီမက ဟိုတိတ်ပြီးတော့ဟိုဖျားစာရိတ်တိတ်မရဘူးသို့တော့ညီမဒီဟိုဥမာပေါ့စင်မီးလှူတာပန်းလှူတာရေချမ်းလှူတာအပြင်ကိုညီမဒီဖျားဝယ်ဝယ်ဆက်လုပ်ရတာကိုသဘောကျတယ်နောက်တစ်ခုကကြတော့ညီမခုနှစ်သားသမီးပေါ့နော်ခုနှစ်သားသမီးအဲ့လိုဟိုဖူးဖို့အတွက်ဖိတ်ပေးတယ်ခုနှစ်သားသမီးဖူးနိုင်အောင်ဤသူမဆိုဘသူဘလိုပဲအချိန်နေမို့ဆိုလာဖူးနိုင်အောင်လို့ညီမဆီစင်တယ်ဟာအဲ့အတွက်လာဖူးတော့ညီမပီတိဖြစ်တယ်အဓိကကတော့ညီမအဲ့ဒါပါဟိုတချို့ညီမလည်းတစ်ချိန်တော့ဟိုဖျားဖူးဆိုတာဟိုနားမလဲခဲ့ဘူးပေါ့နော်ဒါပေမဲ့ညီမအတိ အမတယောက်အိမ်မှာပထမဦးဆုံးသွားဖူးတယ်အဲဖူးတဲ့အချိန်မှာညီမအဓိဋ္ဌာန်လေးလုပ်တယ်ဟိုအဲ့ချိန်တော့အကြာတာပေါ့အဓိဋ္ဌာန်ဆိုတာအကြာပေါ့နော်ငါလည်းပဲဟိုဒီလိုမျိုးပေါ့နော်အိမ်ကြကြလေးနဲ့ငါဖျားအဲ့လိုပင့်ခွင့်ရရင်တက်ကောင်းမှာပဲလို့အဲအဲ့ချိန်တော့ပြောခဲ့တဲ့ဥစ္စာပေါ့ကိုကကိုစိတ်ထက်ဟိုတောင်းတလိုက်တဲ့အရာလေးကအဲနှစ်လကြော်ကြော်လောက်မှာပဲညီမအဲစာပြီးအိမ်ဝင်ပြည့်အဲအိမ်အိမ်ဟိုမှာအဲ့ထက်ပြီးတော့ညီမတဆင့်ထက်တိုးပြီးတော့မှညီမဒီဖျားတွေပင့်ခွင့်ရတာပေါ့နော်ဟုတ် ရှုံနေမှရှုံနေကကိုင်းအကျိုးဘယ်လိုယုံနာလဲဆိုတော့ဟိုညမကြတော့ဟိုပေါ့နော်အရင်ဟိုအားဆိုင်ပြီးတော့ဟိုတစ်ချိန်လုံးပတိစိတ်တရားထိုင်နေရမဟုတ်ဘူးညမဆိုလို့ရှိရင်လူငယ်ဖြစ်တဲ့အတွက်အာညမဆိုပူဆိုးတာပေါ့နော်ဟိုဒေါသလည်းရှိရမောဟလည်းရှိရလောဘလည်းရှိရလို့ညမပြောတယ်ညမအကုန်ရှိရဒါပေမဲ့ညမကဘာလဲဆိုတော့ကိုကြောင်သူများကြိုးစီပါမပြတ်ဘူး နောက်တစ်ခုကကိုဖျားပင်းတဲ့အရာဒီဟိုခုနှစ်သားသမီးကိုဖူးနိုင်အောင်လို့တချို့ဆိုလို့ရှိရင်ဖျားမဖူးရဘဲနဲ့ဟိုတည်ဆုံးသွားတယ်ဆိုတဲ့ပုံမျိုးပေါ့နော်ကိုကကြောက်ဖျားဖူးစီခြင်းနဲ့နောက်တစ်ခုကကြာတော့ဟိုညီမကအဲ့လိုညီမရတဲ့အရာပေါ့ညီမအဲ့လိုပေါ့ဒီနေ့ညီမရလာပြီဥမာပစံဝင်ငွေရလာပြီဆိုတော့ညီမဖျားရင်ကတ်တယ်ပြီးွားညီမကအာညီမဖုံဖုံကိုအာညီမလှူတယ် အဲပြီးွားရီဆိုလို့ရှိရင်ညီမဖျားဝေယဝိစရည်အတွက်ကိုအရင်ဝယ်တယ်အဲပြီးွားရီဆိုလို့ရှိလို့ရှိရင်ညီမအလူတန်းပေါ့အဲတခြားပေါ့နော်ဟိုအိမ်ကလူတွေပဲဖြစ်ဖြစ်အအပြည့်ကလူတွေပဲဖြစ်ဖြစ်ညီမဟိုဟို lucky money ဆိုတဲ့အနေနဲ့ပေးတယ်ပြီးွားတော့မှညီမအိမ်လိုတာဝယ်တယ်ပြီးရင်ခလေးကျောင်းအဲအဲ့လိုမျိုးပေါ့ညီမတဆင့်တဆင့်သွားတာဆိုတော့ညီမအမြဲတမ်းကဟိုပထမတကယ်လဲလုတ်ဖြစ်တာဒီအိမ်ကဖျားစင်မှာဖျားဟိုဝတ္ထုငွေအရင်ပူဇော်တယ်ပေါ့ဟိုပူဇော်လို့မကောင်းတာကောင်းတာထက်ဆိုတာ ਨੇ ကိုယ့်ရဲ့ဥဥပြပြရတဲ့ ပတ်စံမှန်သမျှအောင်ညီမအဲ့တိုင်းအနည်းနဲ့လုပ်တယ်ဆိုင်ကလေးနဲ့အဲပြီးွားရေးဆိုလို့ရှိရင်ညီမဟိုဒါညီမဒီအချိန်လေးရောက်လာအောင်လို့လဲဒီဖုံဖုံရဲ့ဟိုစုံမတဲ့အရာတွေဖုံဖုံကဒီပြပြတုံတင်တဲ့အရာတွေအများကြီးပါတယ်အတွက်ကြောင့်မလို့ဟိုဖုံဖုံရောက်ဆိုလဲမမှားဘူးဖုံဖုံကဟိုရှင်းရှင်းပြောလို့ရှိရင်ကိုယ့်ရဲ့ကျေးဇူးရှင်ပေါ့နော်ဆိုတော့ဖုံဖုံကဒုတိယ အနေနဲ့ဖုံဖုံကိုကတ်တယ်ဝှထုံငွေကတ်တယ်ဒါမှမဟုတ်ဖုံဖုံလိုအပ်တာတွေဟလာစီစဉ်ပေးရဝယ်ချမ်းပေးတယ်သွားလှူတယ်လှူပြီးတော့ညီမအဲကျန်တဲ့ညီမပြောဘူးပါတယ်ရှေ့တဲ့အင်တာဗျူးမှာညီမတို့ကတက်ခန့်ငှားနေတာညီမတက်ခန့်ငှားနေတာငှားနေတဲ့ဘဝကနေပြီးတော့အဲ့တက်ခန့်လို့ဝယ်ဝယ်ပြီးတော့ဒီတိုက်ခန့်ကိုငှားနေတဲ့အချိန်မှာလည်းညီမကိုညီမဖုံဖုံပေါ့ညီမဖုံဖုံနဲ့စားဘလိုမျိုးလေးအတိတ်ထံဝင်ဘလိုမျိုးလေးနေဘလိုမျိုးလေးပေါ့အမေဒါကိုအတန်းတိုင်းလုံးပြင်းပြင်းနေရမှာဖုံဖုံပြောကဖះချင်မှာပန်းနွမ်းလို့မြတ်ညီမကပန်းအညိုးမခင်ပေါ့နော် အာကိုအရန်ခက်ခဲသွားတဲ့အချိန်တွေဆိုတာမျိုးရှိတယ်။အဲ့အချိန်တွေကြောင့်ရှင်ငါဘာလူကျင်တာဟိုတကယ်လည်းကိုကလူကျင်နေတာစိတ်ကငါဘာလူကျင်တာငါပြည့်ရရင်တကောင်းမှာပဲငါဘလောက်ကြရင်ဘလောက်အမောင်းကြီးရရင်တကောင်းမှာပဲလို့ကိုစိတ်ထဲကကိုအဲ့လိုမျိုးရှိဘူးတဲ့။အဲ့အချိန်ကြောင့်လို့ရှင်တော့ထန်ကုံ၃ရက်လောက်ပဲကိုကိုတိုင်းလည်းဟိုအဲ့ဒါကရရတယ်လို့ဆိုလိုတာဟိုဘယ်လိုခေါမလဲဟိုလိုမျိုးဖြစ်သွားတယ်လို့ဆိုလိုတာမဟုတ်ဘူး။ဟိုညီမဆိုလိုတဲ့တပည့်ပဲကိုပေးလိုက်တဲ့တရားတွေအစစ်မှန်တဲ့အတွက်ကိုစီပြောင်းရောက်လာ ဆိုတော့ဟိုတချို့ရှိရလေအာငါးပါးစက်မရှိဘူးငါးပါးစက်မရှိဘူးထိုင်ကြီးနေလို့မညာညပြောညမရဲ့အကျင့်တစ်ခုကညီးရမကြိုက်တာညမလာညီးရလည်းမကြိုက်ဘူးညမကိုညမပြောပြောနေတတ်တာဆိုတော့ညမလာညီးရလည်းအဲ့တော့လူဆိုတာဟိုစိတ်ညစ်တဲ့အချိန်တွေတော့ရှိတာပေါ့ဒါပေမဲ့များသောအားဖြင့်ကိုကပါဇက်ကကောင်းတဲ့အရာကိုများသောလူရတဲ့အရာတွေအကုန်လုံးဒီငါဒါလူကျင်လို့ဒါဖြစ်လာမှာမဟုတ်ဘူးကိုကအရင်ပေးရတာကိုကအရင်ပေးမှာ အရာအလုံးကကိုယ့်စီပြန်လာဒါပေမဲ့အဲ့ဒီကိုပေးလိုက်တဲ့အရာကတရားတတ်မို့လို့လားပေါ့